မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မကွေးနယ်မကိုးတိုင်းကစစ်မှုန်တတသည့်အဖြစ်စုဆောင်းခံခဲ့ရတဲ့လူငယ်တွေဟာစစ်တင်နဲ့မပြီးဆုံးခင်မှာပဲရှေ့တန်းစစ်မြေပြင်တွေအပေါက်ခံရပြီးတည်တဲ့သူတွေတန်ရရတဲ့သူတွေတော်တော်ကိုများနေတယ်ဆိုပါလေ မွန်ပြည်နယ်ရင်းမြို့ပေါ်မှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်လိုက်လံစုဆောင်းနေတဲ့နေတဲ့ရဲမျိုးတူဘီယာတောက်နေတဲ့အချိန်ရေဘလူအဖွဲ့ကပြစ်ခတ်ရှင်းနေရမှာပွဲချင်းဘီကိုတိတ်သွားပြီးတော့အဲ့ဒီနေတဲ့ရဲစီကနေငွေကျပ်300နီးပါးတတ်မှုရှိတဲ့ပစ္စည်းတွေကိုပါတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မကွေးနယ်ဘကိုးတိုင်းကစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်းခံရတဲ့လူငယ်တွေဟာ စစ်တင်နဲ့မပြီးဆုံးခင်မှာပဲရှေ့တန်းစစ်မြေပြင်တွေအပုတ်ခံနေရပြီးတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတယ်လို့စစ်မှုထမ်းတပ်သားအစ်စ်တွေနဲ့နီးစပ်သူမိဘဆွေမျိုးတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာလည်းအခါတတော် AA နဲ့ PDF ပူပေါင်းတက်တွေထိုးဖောက်ဝင်ရောက်နေတယ်ဘကိုးတိုင်းပတောင်းမြို့နယ်ကညောင်ကျိုးတက်စကန်မှာဆိုရင်သူတို့စစ်တပ်ဘက်ကတော်တော်ကိုအထိနာနေတဲ့အတွက်ရန်ကုန်တိုက်ကြီးမြို့နယ်အမှတ်၁စစ်တင်နဲ့အကြောင်းကစစ်မှုထမ်းအပစင်၈တပ်သားအစ်စ်တွေကို တင်တန်းတော့မပြီးခင်မှာပဲအဲ့ဒီညောင်ကျိုးစကန်ရှေတန်းစစ်မြေပြင်တိုက်ပွဲတွေကိုတောက်လျှောက်ပို့နေတယ်လို့ဆိုပါတယ်။အဲ့ဒီလို့စစ်တင်တန်းမပြီးခင်မှာတဲ့ရှေတန်းအပုတ်ခံရတဲ့စစ်မှုနဲ့တပ်သားအစ်တွေဟာရန်ကုန်တိုက်ကြီးတင်တန်းကျောင်းကတဲ့ဖေဗူလာ၈ရက်နေ့ကပဲအယောက်90ပါသွားပြီးတော့အဲ့ဒီတပ်သားအစ်တွေဟာသူတို့ရဲ့မိဘဆွေမျိုးတွေစီရှေတန်းအပုတ်မခံရခင်ဆက်သွယ်လာပြီးတဲ့နောက်အခုတော့အဆက်သွယ်မရတော့ပဲသေသလားရှင်သလားလည်းမသိရတော့ဘူးလို့ရန်ကုန်တိုင်းဒလမြို့နယ်နေစစ်မှုနဲ့တပ်သားအစ်တအူးရဲ့အကိုဖြစ်တဲ့သူကရန်ကုန်ခစ်တွေကိုပြောပါတယ်။ အလားတူဘကိုးတိုင်းအုတ်တွင်းမြို့နယ်တောင်ကူအမှတ်6စစ်တပ်နန်းကျောင်းကစစ်မှုတပ်ပတ်စင်ရှစ်တိုက်ရောက်နေတဲ့တပ်သားအစ်စ်တွေလည်းတင်းနဲ့မပြီးခင်ပါပဲဖေဖော်ဝါရီလတဲမှတည်းအဲ့ဒီဘကိုးတိုင်းကညောင်ကျိုးတိုက်ပွဲနဲ့အုတ်ရှစ်ပင်ဘတ်တွေကိုတောက်လျှောက်အပုတ်ခံနေရပြီးအဲ့ဒီတပ်သားအစ်စ်တွေကနီဇယာဒီတာကန်တွေကိုအကူအညီတောင်းပြီးတော့သူတို့ကိုတင်းနဲ့မစင်းရသေးခင်ပါပဲရှေ့တန်းအပုတ်ခံရတဲ့အကြောင်းသူတို့ရဲ့မိဘတွေစီဖုန်းဆက်အကြောင်းကြားပေးဖို့ပြောလာကြတယ်လို့အုတ်ရှိပင်မြို့နေဒေတာတည်င်းအရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါအပြင် မကွေးတိုင်းကတောင်တွင်းကြီးမြို့အမှတ်9စစ်တင်တန်းကျောင်းကတပ်သားအစ်စ်တွေဟာလေအဲ့ဒီလိုပဲအရခတတော် A နဲ့ PDF ပူပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတဲ့ရှေ့တန်းစစ်မြေမြင်တွေစီတောင်းလျှောက်အပုတ်ခံနေရပြီအဲ့ဒီလိုရန်ကုန်မကွေးနယ်ဘကိုးတိုင်းကနေရှေ့တန်းအပုတ်ခံနေရတဲ့စစ်မှုထမ်းတပ်သားအစ်စ်တွေတဲကတေတဲ့သူတွေဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများနေတယ်လို့စစ်မှုထမ်းတပ်သားအစ်စ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာတော့ မန္တလေးတိုင်းရမဲသိန်းမြို့နယ်ကရွှေမြင်တင်တောင်ဖျားပွဲလာရောက်လက်ပတ်တဲ့လူငယ်တွေကိုအကြံဖက်စကောင်းစီတက်ကပေါ်တာဆွဲဖန်းစီတာတွေလုတ်သွားပြီးငွေကြေးတန်နိုင်တဲ့မိဘတွေကသူတို့သားသမီးတွေကိုငွေကြေး45သိန်းနဲ့ပြန်လဲရွေးထုတ်ခဲ့ရတယ်လို့ငွေကြေးမတက်နိုင်တဲ့လူငယ်တွေကတော့တသားတည်းအဖြစ်စူဆောင်းခံလိုက်ရပြီလို့ဒေသခံပြည်သူတွေကပြောထားတဲ့အပြင်ဖန်းစီခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကလည်းရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ရမဲသိမ်းမြို့ရွှေမြင်းတင်တောင်ဖရဲပွဲလာရောက်တဲ့လူငယ်တွေကိုအင်းစင်းရွာတောင်ဘက်စစ်တပ်ဂိတ်ကနေလာသမျှလူငယ်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီစစ်တပ်ဂိတ်မှာဖမ်းဆီးခံရတဲ့လူငယ်တွေတဲ့ညောင်လေးပင်ရွာကလူငယ်၈ဦးလဲပါသွားပြီးတခြားကျေးရွာကလူငယ်တွေလဲတော်တော်များများဖမ်းဆီးခံထားရတယ်လို့အဲ့ဒီမှာတချို့လူငယ်တွေရဲ့မိဘတွေကတော့ငွေကြေးတတ်နိုင်တဲ့အတွက်သူတို့ရဲ့သားသမီးတွေကိုငွေကြေး၄၅သိန်းနဲ့ပြန်လဲရွေးထုတ်ခဲ့ရပြီး ငွေချင်းမတက်နိုင်တဲ့လူငယ်တွေကတော့တသားတစ်အဖြစ်စုဆောင်းခံထားရတယ်လို့ဒေသခံပြည်သူတွေကပြောထားသလိုဖန်စီခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကလည်းပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်ရင်းမြို့ပေါ်မှာလူငယ်တွေကိုစစ်မှုတပ်တသားတစ်အဖြစ်လိုက်လံစုဆောင်းနေတဲ့နေရင်းရဲ့မျိုးသူဘီယာပေါက်နေတဲ့အချိန်ရေဘလူးအဖွဲ့ကပြစ်ခတ်ရှင်းလင်းရမှာပွဲချင်းပြီးကိုတိတ်သွားပြီအဲ့ဒီနေတဲ့ရဲစီကနေငွေကျပ်300နီးပါးတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပါတင်စီရရှိခဲ့တယ်လို့ရေဘလူအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့မတ်လ9ရက်နေ့ကပဲရေးမျိုးပေါ်မှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတစ်ဖြစ်လိုက်လံစုဆောင်းနေတဲ့နေတဲ့ရဲမျိုးသူဟာအောင်တုခရက်ကွက်မှာဘီယာပေါက်နေတဲ့အချိန်ရေးဘလူးအဖွဲ့ကဝင်ရောက်ပစ်ခတ်ရှင်းလင်းရမှာနေရာမှာပဲပွင့်ချင်းမိကိုတိတ်သွားတယ်ဆိုပါတယ်အဲ့ဒီနောက်နေတဲ့ရဲမျိုးသူစီကနေပြည်သူတွေစီကမတရားအနိုင်ကျင့်တောင်းရန်ထားတဲ့အသုံးဆောင်ပစ္စည်းတွေအပြင်ရွှေစွန့်ကျိုးနဲ့တိုင်းယာကနန်းရှိတဲ့ဗန်စာအုပ်ကိုပါတင်စီရရှိခဲ့တယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်အဲ့ဒီနေတဲ့ရဲမျိုးသူဟာ ရေးမြို့မှာလူငယ်တွေကိုစစ်မှုထမ်းမှုမတရားဖမ်းဆီးငွေညစ်တာတွေအကြီးအကျယ်လုပ်နေုံနဲ့မကပြည်သူတွေကိုပါနှီးမျိုးစုံနဲ့ဖိနှိပ်ချိမ့်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ရေးဘလူးအဖွဲ့ကောင်းဆောင်ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းကကြောက်ပတောင်းမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးငွေညစ်နေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဒုတိယမြို့နယ်အုတ်ချုပ်ရေးမှူးတန်းစော်ဦးဆိုတဲ့သူပြေခတ်ခံရပြီသူလည်းပဲပွဲစင်းကြီးကိုတိတ်သွားပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်ဖြစ်စဉ်ကတော့ မတ်လ9ရက်နေ့ကပဲကျပ်ပရောင်းမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖက်စီငွေညှင့်နေတဲ့အချမ်းဖက်စစ်ကောင်စီလက်အောက်ခံဒုတိယမြို့နယ်အုတ်ချုပ်ရေးမှူးတန်းစော်ဦးဆိုတဲ့သူဟာဝမထောက်ကျေးရွာနီးမှာပြစ်ခတ်ရှင်းလင်းခံရပြီးပွဲချင်းပြီးသိနေတဲ့မသားအလောင်းကိုတွေ့ရှိရတယ်ဆိုပါတယ်အဲ့ဒီကျပ်ပရောင်းမြို့နယ်ရဲ့ဒုတိယမြို့နယ်အုတ်ချုပ်ရေးမှူးတန်းစော်ဦးဆိုတဲ့သူဟာအချမ်းဖက်စစ်ကောင်စီအတွက်ကျေးရွာနီးလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖက်စီဓာတ်တွေအကြီးအကျယ်လုပ်နေရုံနဲ့မကား စစ်မှုထမ်းကိစ္စအကြောင်းပြချက်နဲ့ပြည်သူတွေစီကနေပါမတရားငွေညှစ်တောင်းရမ်းတာတွေလုပ်ပြီးဖိနှိပ်ချင်းချောင်းနေသူဖြစ်တယ်လို့အခုတော့သေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတပတ်မှာတော့မန္တလေးတိုင်းမလိုက်မြို့နယ်ကလက်ဆွေချေးရွာမှာဂိတ်ချပြီးစစ်ချေးကောက်နေတဲ့အချက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရန်ဦးပြစ်ခတ်ခံရပြီးနှစ်ဦးစလုံးနေရာမှာတဲ့အသီးသီးတိတ်ကုန်ကြတဲ့အပြင်သူတို့စီကတနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့နဒိုးကြီး PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ မတ်လ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလိုင်မြို့နယ်မနောကန်ရဲစခန်းကအချက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲနှုတ်ဟာလက်စွပ်ကျေးရွာမှာဂိတ်ချပြီးပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရမ်းနေတဲ့အချိန်တော်လိုင်းကြီးရဲဘော်တွေကတွားရောက်ပစ်ခတ်ရှင်းလင်းရမှာအဲ့ဒီရဲနှုတ်စလုံးဟာနေရာမှာပဲအသီးသီးကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုပစ်ခတ်ရှင်းလင်းခံရတဲ့ရဲနှုတ်ဟာ လက်ဆွေချင်းရွာတဲကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေကြတာဖြစ်တယ်လို့ရွာထိပ်မှာလည်းဂိတ်ချပြီးတော့ဖျက်တမ်းသွားသည်များကားတွေနဲ့ပြည်သူတွေစီကနေတနတ်နဲ့ချင်းချောက်ပြီးမတရားငွေညှက်တောင်းရန်နာတွေလုပ်နေကြတာဖြစ်တဲ့အတွက်သတင်းရရချင်းမှာပဲတော်လိုင်းရပ်ပေါ်တွေကတွားရောက်ပြစ်ခတ်ရှင်းလိုက်တာဖြစ်ပြီးအခုတော့တေကုံကြပြီလို့နထိုးကြီး PDF ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖတ်မှာတော့မန္တလေးတိုင်းကနထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အချက်ဖက်စကောင်စီတပ်ကစစ်မှုထမ်းတပ်သားအသစ်၅ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူမရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှအလင်းဝင်ရောက်လာတယ်လို့နဒိုးကြီးပီဒီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အခုမတ်လပထမပတ်အတွင်းမှာပဲနဒိုးကြီးမျိုးနဲ့တဲကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ထဲမှာပါလာတဲ့စစ်မှုထမ်းတပ်သားတဲ့ညင်နိုင်ထက်အောင်ဝင်းနောင်ဇော်မျိုးနဲ့အောင်းတိုင်းမို့ဆိုသူတို့ငါဦးဟာသူတို့ကန်ဆောင်တဲ့တနတ်တွေနဲ့အတူတော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့ငါဦးကို တော်လိုင်းရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေပါချီးမြှင့်ပေးထားတယ်လို့နဒိုဂျီ PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အချက်ပတ်စကောက်စီတက်ကသူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရဒေတာအသီးသီးမှပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းရေးတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာ ုနဲ့ဒိတ်ကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ